ိုင်းဝန်ကြီးချုပ်အဖြစ်ကနေဖေရှားခံရသူဖေထောင်တန်ရှင်နဝတ်ဟာဖြူထိုင်းပါတီအကြီးအကဲအဖြစ်ကနေနှုတ်ထွက်သွားခဲ့ပါတယ်ဖေထောင်တန်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့အလွတ်တဘောဖုံးပြမှုတစ်ခုအတန်ဖိုင်ပေါက်ကြားလာရကနေပြဿနာတက်ခဲ့ပူးသူပါသူ့ရဲ့လုပ်ရဟာဝန်ကြီးချုပ်တူရဲ့ကျင်းဝတ်ပိုင်းကိုဘောင်းကျော်ချုပ်ဖောက်ခဲ့တယ်လို့ထိုင်းအခြေခံဥပဒေခုံရုံးကအဆုံးဖြတ်ပြီးဖေထောင်တန်ကိုဝန်ကြီးချုပ်အဖြစ်ကဖေရှားခဲ့ပါတယ်ထိုင်းကမ္ဘောဒီးယားနေဆက်အငင်းခုံနဲ့ပတ်သက်ပြီးဖေထောင်တန်ရဲ့အကန့်တွဲပုံတွေဟာနီးလန်းမကြဘူးလို့လည်း ခုံရုံးကဆက်ဆဲခဲ့တာပါအဲ့ဒီနောက်ဆက်တွဲအဖြစ်သူဖာကင်ဝန်ကြီးချုပ်တက်ဆင်ဂျနဝုတ်ကိုတိုင်ထူထောင်ခဲ့တဲ့ဖြူထိုင်းပါတီဦးဆောင်တဲ့ညွန်ပေါင်းအစိုးရလည်းပြည့်ပြည့်သွားပြီးလွှတ်တော်ထဲမှာအ धिक အတိုက်ခံဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အော်တိုဘာလ22ရက်မှာတော့ဖေးထောင်တန်ကသူဟာဖြူထိုင်းပါတီအကြီးအကဲတာဝန်ကနေနှုတ်ထွက်ပြီးဆိုတဲ့အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲမတိုင်ခင်ပါတီမှာအလုံးစုံပြင်ဆင်ပြောင်းလဲမှုတွေဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီးအခုလိုဆုံးဖြတ်ခဲ့တာလို့ဖေးထောင်တန်းကဆိုပါတယ် အဲ့ဒီအပြောင်းလဲတွေကိုလုံးဝအချိန်မဆိုင်ပဲအကောင့်ထဲပေါ်တင်နေပြီလို့သူယုံကြည်ကြောင်းဒါကြောင့်လဲသူဟာပါတီအကြီးအကဲအဖြစ်ကနှုတ်ထွက်ဖို့အဆုံးဖြတ်ခဲ့ကြောင်းဒါမှသာပါတီအနေနဲ့လမ်းသစ်ဖောက်ဖို့ပူပြီးအားကောင်းအောင်တည်ဆောက်ဖို့အထောက်အကူမှာအနာအဖွဲကင်းလာပြီးပြည်ပြည်စုံတဲ့စုဖွဲ့မှုဖြစ်လာနိုင်ကြောင်းဖေထောင်တန်ကသူ့ရဲ့ထုတ်ပြန်ချက်ထဲမှာမှတ်ချက်ပေးထားခဲ့ပါတယ်ခေါင်းဆောင်နေရာကနှုတ်ထွက်ပေးလိုက်ပေမဲ့သူဟာဖြူတိုင်းပါတီထဲမှာဆက်ရှိနေမှာဖြစ်တယ်လို့ဖြူတိုင်းမိသားစုရဲ့အကြီးအကဲအနေနဲ့လဲဆက်လက်တောင်းဝန်ယူနေမယ်လို့ပြောပါတယ် သူဟာပြည်သူတွေအတွက်အပတ်တကုတ်ကြိုးစားအားထုတ်ပေးနေတဲ့ပါတီရဲ့ခေတ်သစ်တစ်ခုကိုတည်ထောင်ရမှာအောက်တစ်ချက်သေးတဲ့ခွင့်ကိုညီပန့်ပိုးပေးသွားမယ်လို့ဖေတောင်တန်ကဆိုပါတယ်ဖေတောင်တန်ဟာထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့နှစ်လောက်တောင်းဝန်ထမ်းဆောင်ခဲ့တဲ့နောက်ဩဂတ်လမှာခုံရုံးဆုံးဖြတ်ချက်အရယာဒုကနေဖေရှားခံခဲ့ရတာဖြစ်ပါရှင်